လာညာချမ်းလေးပါရှင်မြို့တော်ရဲ့မလ25ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့ရင်းလက်လက်ထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့လမ်းကိန်းထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးဗိုလ်မှူးအစ်စ်တအူးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးနဲ့အထက်သေဆုံးတဲ့သတင်းစစ်ကောင်စီအထိုင်းစခန်းပြစ်ခတ်တိုက်ခိုက်ခံရပြီးဘန်ကာတွေနဲ့အဆောက်အဦတွေပျက်စီးမှုရှိတဲ့သတင်း စကောင်စီရဲ့ခလဲလေးစကမ်းသိတိုက်ပွဲပြင်းထန်နေတဲ့တဲ့အယဝတ်တွေကတနက်ထောက်ပြီးပေါ်တာဆွဲတော့ကိုခံခဲ့ရတဲ့လူငယ်၁၂ဦးထဲမှာအသက်မပြည့်သေးတဲ့လူငယ်၄ဦးပါဝင်နေတဲ့တဲ့ထွေအိုယုံဂျုံနဲ့ဘုံချတိုက်ခိုက်ခံရပြီးလမ်းသွားလမ်းလာစိုက်ခဲ့သမားတအူဘုံစားမှန်ကထိခိုက်ဒဏ်ရာရတဲ့တဲ့ တကြံကိုစီကားတိုက်မြိုက်စွာကျင်းပနိုင်ဖို့တအိမ်အောင်ကို3000ကျပ်နှုန်းနဲ့လိုက်လံကောက်ခံနေတဲ့တွင်ငါးမင်းဆွေကို အလုတ်ကျန်းနဲ့ထောင်တန်းသုံးနှစ်ချမှတ်တဲ့တွင်အစ္စရေးစစ်တပ်ကစီးရီးယားနိုင်ငံအလဲပိုင်းကစစ်စခန်းနှစ်ခုကိုထပ်မံတိုက်ခိုက်တဲ့တွင်အဆရှိတဲ့တွင်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင် ထမဆုံးသတင်းတစ်ပုဒ်အနေနဲ့လန်ကင်းထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးဗိုလ်မှူးအဆင့်တဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးနဲ့အထက်တိတ်ဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္သာရီတိုင်းဒဝေခရိုင်ရေပြူမြို့နယ်မှာမလ24ရက်နေ့မနက်9:00နာရီဝန်းကျင်ခန့်ကလန်ကင်းထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒုရကစစ်ကြောင်းကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ရေပြူမြို့နယ်ညင်းထွေးရွာနဲ့ကြောက်ကညာကျေးရွာအကြား ရေးတဝဲအမတ်ရှိပြည်တော်စုလမ်းမကြီးတခြားမှာလမ်းကင်းထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ပစ်ခတ်မှုအတွင်းမှာစစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ကူအများအပြားနဲ့ပါရာမော်တာဒဇင်းနဲ့ပစ်ကူတွေပေးခဲ့တယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာဘုံမှုအစင်တအူးအပါအဝင်စစ်ကောင်စီတပ်သား20ဦးနဲ့အထက်သေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့က RPG 7တလက် MA4 တလက် MA3 တလက် ်အမေဝါနှစ်လက်နဲ့ဆက်ဆက်ပစ္စည်းတချို့တိတ်ဆီရမိခဲ့တယ်လို့ဒုဒကစစ်ကြောင်းကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတဝဲအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ဒုဒကစစ်ကြောင်းဦးဆောင်မှုနဲ့ရေးပြူပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ပြည်သူတွေအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့စီရေးအရှိန်အဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်စီရေးအထူးသတိပြုသွားလာနေထိုင်ကြဖို့ ਨੇ စစ်ကောင်စီကအချိန်မရွေးလေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေရှိလာနိုင်တာကြောင့်လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို လိုက်နာကြည့်ကြံကြပါလို့ဒုတိယစစ်ကြောင်းကအသိပေးထားပါတယ်။တော်လရေးနဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှပြည်သူ့ဘက်အမှန်တရားဘက်ရက်တီလို့လေစစ်ကောင်စီတပ်မစစ်တီတော်တွေနဲ့ရက်တပ်ဖွဲ့ဝင်တွေအနေနဲ့ပြည်သူ့ရင်ခွင်ကိုအမြန်ဆုံးပူးပေါင်းပေးကြဖို့ကိုလည်းထပ်မံအသိပေးထားပါတယ်။ပြီးခဲ့တဲ့မလ22ရက်နေ့ကလည်းတဝယ်မြို့နယ်မောင်မဲဆောင်ကျေးရွာရှင်တဝဲဖျားအဝေမဝါမှာယာယီတဆွဲပြီးခရီးသွားပြည်သူတွေထံကစက်ကြီးကောက်ခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီအထိုင်စခန်ပိတ်ခတ်တိုက်ခိုက်ခံရပြီးဘန်ကာရီနဲ့အဆောက်အဦတွေပျက်စီးမှုရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းပခုတ်ကူမြို့နယ်မှာမလ22ရက်နေ့မနက်7:00နာရီဝန်းကျင်ခန့်ကစစ်ကောင်စီအထိုင်စခန်ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကပိတ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဘာမာ Revolution Ranger တပ်ဖွဲ့ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ ပခုတ်ကူမြို့နယ်ကအင်မင်ကျေးရွာစစ်ကောင်စီအထိုင်စခန်းကိုစစ်ကောင်စီတပ်သားနဲ့ပြူရီထက်ပြီးအင်အားတိုးရောက်ရှိလာတယ်ဆိုတဲ့သတင်းအရလက်နက်ကြီးလက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘန်ကာတွေနဲ့အဆောက်အဦတွေပျက်စီးကစစ်ကောင်စီဘက်မှထိခိုက်သိမ်းဆုပ်မှုအသေးစိတ်ကိုစုံစမ်းနေစေ ဖြစ်တယ်လို့ဘာမာရီဗော်လူရှင်းရိညာကဆိုပါတယ်တိုက်ပွဲဖြစ်ပွားချိန်မိနစ်20ခန့်ကြာမြင့်ခဲ့တာက ော်လန်ရဲဘော်တွေကအထီးခိုင်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပြီးအဆိုပါတိုက်ခိုက်မှုကို Burma Revolution Ranger တပ်ဖွဲ့ပကောက်ကူ People Defense Force နဲ့အတူ Yan Pho UG တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ23ရက်နေ့ကလည်း6မြို့နယ်ပွင်လင်းကျေးရွာမှာပြည်သူပိုင်းနေအိမ်ကိုမိရှုဖျက်ဆီးပြီးထွက်လာတဲ့အင်အား60ခန့်ပါစစ်ကောင်စီဖောကားနှစ်စီးအနက်နောက်မှလိုက်ပါလာတဲ့ကားကို Burma Revolution Ranger တပ်ဖွဲ့နဲ့အတူတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ဂျားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဗိုလ်မှူးနှုတ်အပါအဝင်15ဦးထပ်မံနေတိတ်ဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်တရားတရင်ဘုံအနေနဲ့စစ်ကောင်စီရဲ့ခလဲရီစခန်းသိမ်းတိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်အတွင်းက KNU တပ်မခွန်နယ်မြေမှာရှိတဲ့စစ်ကောင်စီရဲ့ခလဲရီတပ်စခန်းကို မလ22ရက်နေ့ကစတင်ပြီး KNN နဲ့ဥဆောင်တဲ့ပူပေါင်းတပ်တွေကစခန်းသိမ်းတိုက်ပွဲဆင်နွှဲနေပါတယ်။ပြီးခဲ့တဲ့မလ14ရက်နေ့ကလည်း KNN လေတမခုံနေမြေကစစ်ကောင်စီရဲ့ပလူတူစခန်းကိုဖေဖော်ဝါရီလက KNN နဲ့အပါအဝင်ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့တော်လှန်ရေးအင်အားစုတွေကအပိသက်သိမ်းပိုက်နိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။မလ16ရက်နေ့မနက်ကစစ်ကောင်စီဘက်ကအသေးခံ drone ၃စီးနဲ့ KNU တမခုံနေမြေအတွင်းမှာရှိတယ်။ KNN စီဦးစီးချုပ်ဘိုးချုပ်ကြီးစောချော်နီရဲ့နေအိမ်ကိုဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုအပြီးအနီးဆုံးနေရာမှာရှိတဲ့စစ်ကောင်စီရဲ့ခလဲလေးစခန်းကိုအခုလိုစခန်းသိမ်းတိုက်ပွဲဆင်နွှဲတာလည်းဖြစ်ပါတယ်။လက်တလောအထိစစ်ကောင်စီဘက်ကလေရင်နေနဲ့ဒရုန်းတွေကိုအသုံးပြုပြီးလေကြောင်းပစ်ကူရယူခုခံနေတာကြောင့်တိုက်ပွဲပုံမှုပြင်းထန်နေပါတယ်။ဒီစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးစီရီယံဘုံကူးဆွဲတော်ကိုဆက်သွယ်မိမြန်တဲ့အခါတမအခွန်အတွင်းမှာရှိတဲ့စစ်ကောင်စီစခန်းတွေကို KNN အနေနဲ့ပူပေါင်းတပ်တွေကတခုပြီးတခုသိမ်းပိုက်နေတာတွေ့ရပါတယ်။လှိုင်းဘွဲမှာရှိတဲ့စာဘာဟာလှိုင်းဘွဲဘက်ကမြေပြင်စစ်ကူပို့နိုင်ဖို့လဲခက်ခဲနေတာတွေ့ရပါတယ်။ခလဲလေးကလမ်းစုံနေရဖြစ်ပြီး KNU တပ်မခွန်းထဲမှာရှိတဲ့စစ်ကောင်စီရဲ့ခန်းစစ်စခန်းတွေအတွက်အရေးပါတဲ့စခန်းတစ်ခုပါ။ဒီစခန်းရရဲ့အပေါ်ဘက်ကစခန်းတွေကိုလည်းဖြတ်တောက်လိုက်တယ်လို့ဖြစ်သွားလိမ့်မယ်လို့မြို့တော်ကပြောပါတယ်။မလ23ရက်နေ့ကလေးကခလဲလေးစခန်းအနီးတစ်ဝိုက်မှာရှိတဲ့ကြီးွာတွေကဒေသခံတွေဟာ ထိုင်းနိုင်ငံဘက်ကိုစစ်ရှောင်လာကြပြီးထိုင်းအာဏာပိုင်တွေကအကူအညီပေးထားကြောင်းမီဒီယာတွေမှာဖော်ပြထားတာတွေလည်းတွေ့ရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အရော့ဝစ်တွေနဲ့တနက်ထောက်ပြီးပေါ်တာဆွဲတော့ကိုခံခဲ့ရတဲ့လူငယ်၁၂ဦးထဲမှာအသက်မပြည့်သေးတဲ့လူငယ်၄ဦးပါဝင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AOD တိုင်းမဦးပင်မြို့ပေါ်အမှတ်1နဲ့အမှတ်2ရပ်ကွက်တွေမှာမလ22ရက်နေ့ကလူငယ်71ဦးကို အရက်ဝင်းနဲ့စစ်ကောင်စီတပ်ဖွဲ့တွေကဝင်ရောက်ဖမ်းဆီးသွားတယ်လို့ဒေတာရင်းသတင်းမြစ်တီထံကစုံစမ်းသိရှိရပါတယ်စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်လူငယ်တွေကိုစစ်မှုထမ်းဖို့နေအိမ်နေတဲ့အထိအသက်လူကြီးဝင်ရောက်ရိုက်နှက်ခါဖမ်းဆီးသွားတာလို့စုံစမ်းသိရှိရပါတယ်မဲပေါက်လို့လာခေါ်တာမျိုးမဟုတ်ဘူးအကြမ်းဖက်နှိမ်နှင်းရေးလို့ဘုံနိုင်ကျဲဝင်ဖမ်းတာထမင်းစားနေတဲ့သူတွေကိုပါဆွဲတာတနတ်တင်နေပါထောက်ဖမ်းတာလို့ဒေတာခန့်တအူးကမြို့တော်ကိုပြောပါတယ် ဖမ်းဆီးခံရတဲ့သူတွေထဲမှာအသက်မပြည့်သေးတဲ့လူငယ်တွေလည်းပါပြီး16နှစ်18နှစ်အရွယ်လူငယ်လေးယောက်ပါတယ်လို့လည်းသိရှိရပါတယ်။မအူပင်ကခလရ29တက်သေးကိုခေါ်သွားတာလို့ကြားတယ်။စစ်မှုထမ်းဖို့ခေါ်တာဖြစ်မယ်ထင်ပါတယ်။တခြားအကြောင်းတော့မဟုတ်လောက်ဘူး။ကလေးတွေကလည်းအတော်ငယ်ပါသေးတယ်လို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။အဆိုပါလူငယ်တွေကိုဖမ်းဆီးသွားကြတဲ့ကဒီနေ့အထိမိသားစုဝင်တွေအဆက်အသွယ်မရသေးဘူးလို့လည်းသိရှိရပါဗျ စစ်ကောင်စီကမအူပင်မှာ A နဲ့ PDF တက်တွေလာရောက်တဲခိုတာရှိရင်သတင်းပေးဖို့နဲ့သတင်းပေးဖို့ပြက်ကွက်တဲ့သူကိုဥပဒေအရအရေးယူမယ်လို့တတိပေးထားတယ်လို့အဲစင်းလည်းမကြခဏဆိုတယ်လို့စစ်နေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ချွေအိုယုံဂျုံနဲ့ဘုံချတိုက်ခိုက်ခံရပြီးလမ်းသွားလမ်းလာဆိုင်ကယ်သမားတအူဘုံစားမှန်ကထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မွန်ပြည်နယ်တထုံခရိုင်နယ်ကဘီလင်းမြို့ကမြို့နယ်ထွေအုံယုံကို မလ24ရက်နေ့မနက်9:00နာရီခန့်ကဒရုန်းနဲ့ဘုံချတိုက်ခိုက်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ဘီလင်းထွေအုံယုံကိုဒရုန်းနဲ့ဘုံချတိုက်ခိုက်ခဲ့တာဖြစ်ပြီးလမ်းသွားလမ်းလာတအူဘုံစားမှန်ကထွေအုံယုံတကားတချို့ပျက်စီးသွားတယ်လို့လည်းသိရှိရပါတယ်။ရုံရှိကဖြတ်မောင်းသွားတဲ့ဆိုင်ကဲသမားတင်မားကိုဘုံစားမှန်သွားတာစေယုံကြီးမှပြန်ထုတ်လိုက်တယ်ပြောတယ်။မစိုးရင်ရဘူး။စေယုံကတန်းဆင်းရပါတယ်။ ထွေအိုယုံကတော့မှန်နေထိသွားတယ်လို့ဒေသခံတအူးကမြို့တော်ကို ပြောပါတယ်။အဆိုပါဖြစ်စဉ်ကြောင့်ထွေအိုယုံကစစ်ကောင်စီနန်းစီဒီယာဝန်ထမ်းတွေယုံမတက်ဖဲနေကြဘူး။ထွေအိုယုံကမြို့နယ် AD နဲ့စစ်ကောင်စီဝန်ထမ်းတွေကယုံတွင် အစီအဝေးခေါ်ပြီးပြောတယ်လို့စုံစမ်းသိရှိရပါတယ်။ဘုံချခံရတာနဲ့ပတ်သက်ပြီးမကြောက်ကြဘူး။တေမဲကံပါရင်တေမာအခုတေမဲကံမပါကြလို့ဘသူမှမသေးကြတာ။အခုလို့ပြောလို့ပေါ်ပေါ်ဆဆမနေကြနဲ့။ လုံချုံရီကိုတော့ခယူးဆိုင်ကြဖို့နဲ့အပြင်သွားရင်အဖို့ခေါ်သွားဖို့မှာတယ်လို့ထွေအုံယုံကဝန်ထမ်းနေနဲ့နှိဆက်သူတဦးကမြို့တော်ကိုပြောပါတယ်ဘီလင်းထွေအုံယုံမှလက်တလောပြည်သူလုံချုံရီနဲ့အကျန်းဖတ်နေနေအဖွဲပါလာကဖအပြာယူနီဖောင်းဝတ်ထားတဲ့သူတွေနဲ့အရွက်ဝတ်တချို့လုံချုံရီယူပေးထားပြီးရက်ွက်တွေထဲမှာအေဇီယင်းကိုအတင်းအကျပ်စစ်ဆေးနေတယ်လို့လဲစုံစမ်းသိရှိရပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တကြံကိုစီကားတိုက်မြိုက်စွာကျင်းပဖို့တအိန်အောင်ကို3000ကျပ်နှုန်းနဲ့လိုက်လံကောက်ခံနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းအောင်လံမြို့နယ်မှာ2025ခုနှစ်တကြံပွဲတော်ကိုစစ်ကောင်စီကရင်းအဖွဲ့တွေနဲ့စီကားတိုက်မြိုက်စွာကျင်းပဖို့ပြီးခဲ့တဲ့မလ20ရက်နေ့ကစလို့တအိန်အောင်ကို3000ကျပ်နှုန်းနဲ့လိုက်လံကောက်ခံနေတယ်လို့ဒေတာတွေသတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။တကြံကိုစီကားတိုက်မြိုက်စွာကျင်းပမယ်လို့သတင်းတွေထွက်ပေါ်နေပြီး မျိုးပေါ်ရက်ကွက်တွေကနေအိမ်တွေမှာအစိုးရရုံးအဖွဲ့တွေနဲ့ရက်ကွက်တွေကကိုစားပြုရိမ်းအဖွဲ့တွေအကတိုက်ဖို့လည်းပြင်ဆင်နေကြတယ်လို့သိရှိရပါတယ်။တအိမ်ကို3000လိုက်ောက်တယ်။ဈေးကုန်ရက်ကွက်အုပ်ချုပ်ရေးမှုကရက်ကွက်ရိမ်းအဖွဲ့ဝစ်စားစီရင်ဖို့ဆိုပြီးတအိမ်3000ငွေကြေးပြည်စုံသူတွေကတော့9000ထည့်ရတယ်။မထည့်မနေရထည့်ရတာပါ။တခြားရက်ကွက်တွေကလည်းသူ့ရက်ကွက်နဲ့သူကောက်ကြတာ။ထွေဥကကောက်ခိုင်းတာပြောတယ်လို့အောင်လံမြို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ စစ်ကောင်စီလာအောက်ခံအစိုးရယုံတွေကနန်းစီတရဝန်ထမ်းတွေကိုလည်းကပြဖျော်ဖြေခိုင်းဖို့ဝိစုံတွေချုပ်ဖို့နဲ့အကတိုက်ဖို့လည်းပြင်ဆင်ခိုင်းထားတယ်လို့သိရှိရပါတယ်။တချို့ရက်ွက်တွေမှာအကတိုက်ဖို့အကဆရာမငှားနေကြတယ်။ပထမရတဲ့အဖွဲ့ကိုစုချမယ်လို့မလုံးပေးထားပုံရတယ်။နန်းစီရီယာဝန်ထမ်းတွေအရေးတကြီးအဝေးချုပ်ဖို့အစရွေးနေကြတယ်။ရုံးပေါင်းစုံရင်းနေတဲ့ထွေအုပ်ကဘုံမှုနဲ့ AD အဖွဲ့ကိုအ धिक ဖျော်ဖြေကပြရမှာလို့ကြားတယ်လို့ အထယ်ချုပ်သူအမျိုးသမီးတဦးကမြို့တော်ကိုပြောပါတယ်တိုင်းရင်းသားရိုးရအကတွေလည်းပါမယ်လို့သိရပြီးအခုနှစ်တကြံကိုရက်ွက်အလားရင်းနှစ်စီစဉ်ပြီးပါဝင်ဖို့နဲ့ UNESCO ရဲ့လူသားမျိုးနယ်ကျွမ်းမဲ့ယဉ်ကျေးမှုအမွေအနှစ်စည်းရင်းဝင်တာကိုကြိုးစုံဂုဏ်ပြုဖို့ကျင်းပမှာဖြစ်တယ်လို့လည်းဒေတာတွင်သတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ငါးမင်းဆွေကိုအလုတ်ကျန်းနဲ့ထောင်နှံ၃နှစ်ချမှတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စစ်တပ်ထောက်ခံသူအဖြစ်အရင်စစ်အစိုးရလက်ထက်ကလေးကနာမည်ကြီးခဲ့သူဦးမင်းစွေခေါ်ငါမင်းစွေကိုဒီကနေ့မလ25ရက်နေ့မှာအင်းစိန်ထောင်တွင်တရားရုံးကပုံမှ905ကကြီးနဲ့အလုတ်ကျန်းနဲ့ထောင်နဲ့၃နှစ်ချမှတ်လိုက်ကြောင်းသိရှိရပါတယ်။ငါမင်းစွေကိုသူ့ရဲ့ Facebook စာမျက်နှာမှာတင်တဲ့စာသားတွေရုပ်သံဖိုင်တွေနဲ့ပတ်သက်ပြီးဖန်ဆီးခဲ့တာဖြစ်ပါတယ်။သူ့ကိုဖန်ဆီးထားပြီးလေးလကျော်အကြာမှာအခုလိုပြစ်ဒဏ်အတွက်အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ လိုင်မျိုးနယ်တရားရုံးအင်းစိန်အချင်းထောင်တရက်ခွင်ကဒီကနေ့အမိန့်ချလိုက်တယ်။ငါးမိတ်ဆွေအကောင့်မှာတင်ထားတဲ့စာတွေကို screenshot ရိုက်ပြီးလုတ်ထားတဲ့စာနဲ့စေကို အမှုတိဆောက်ပြီးတရားစွဲတာ။ဒါတွေကအကောင့်တုကလုတ်တာပါ။အကောင့်စစ်ကသူလုတ်တာမဟုတ်ဘူးလို့ညင်းဆိုတဲ့အကြောင်းအပိုင်ရေးစခန်းမှာပြောတယ်။တရက်ခန့်ဦးမိတ်ဆွေဘက်ကသူ့အကောင့်စစ်မဟုတ်ကြောင်း electronic ကိရိယာတွေထောင်ထဲကိုယူခွင့်မရှိတာကြောင့်ကျွန်တော်တို့ဘက်ကတက်တေပြဖို့အခက်အခဲရှိခဲ့တယ်။ တက်တည်ပြဖို့အခွင့်အရေးတွေဆုံးရှုံးခဲ့ရတယ်လို့ငါမင်းဆွေရဲ့ရှင်နေဦးတန်းစောအောင်ကပြောတယ်လို့စုံစမ်းသိရှိရပါတယ်၂၀၂၄ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာငါမင်းဆွေကိုမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ဖက်ကလေးရွာဘိုးချုပ်လန်းကနေအိမ်မှာဖမ်းဆီးခဲ့တာဖြစ်ပြီးလှိုင်မြို့နယ်ရဲစခန်းမှုကတရက်လိုအဖြစ်အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်သူ့ကိုမဖမ်းခင်မှာသတင်းတော့အောင်မင်းနဲ့နေပြည်တော်ကတဲခိုရာနေရာတစ်ခုမှာ ပြဿနာဖြစ်ပွားခဲ့ပါသေးတယ်။အဲ့ဒီနောက်ပိုင်းမှာငါးမင်းဆွေဖန်စီထင်းထင်းခံခဲ့ရတာဖြစ်ပြီးဖန်ပြီးကလေးကအင်းစိန်ထောင်မှာချုံနောင်ထားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဆရာနာသိန်းကာလအတွင်းစစ်တပ်ထောက်ခံတဲ့ LOBD အနေနဲ့စစ်တပ်နဲ့စစ်ကောင်းဆောင်ကိုပြန်လည်ဝေဖန်မှုတွေကြောင့်မကြာခဏဆိုသလိုဖန်စီထင်းထင်းခံနေရတာလည်းဖြစ်ပါရဲ့ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အစ္စရေးစစ်တပ်ကစီးရီးယားနိုင်ငံအလယ်ပိုင်းကစစ်စခန်းတစ်ခုကိုထပ်မံတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မလ25ရက်နေ့မှာအစ္စရေးစစ်တပ်ကစီးရီးယားနိုင်ငံအလယ်ပိုင်းကစစ်စခန်းတစ်ခုကိုထပ်မံတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဥရောပတမကရဲ့နိုင်ငံခြားရေးမူဝါဒအကြီးအကဲကစီးရီးယားနဲ့လက်ဘရိုမှာတိုက်ခိုက်မှုတွေပုံမပြင်းထန်လာနိုင်ကြောင်းသတိပေးပြီးနောက်တရက်အကြာမှာအခုလိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူကမကြသေးခင်က အစ္စရေးကာကွယ်ရေးတပ် IDF ဟာတာဒမူးနဲ့တီဖောမှာရှိတဲ့စီးရီးယားစစ်အခြေစိုက်စခန်းတွေမှာကြန့်ရှိနေတဲ့စစ်ရင်အားတွေကိုတိုက်ခိုက်ခဲ့တယ်လို့ပါမီယာနဲ့မြို့ရဲ့အနောက်ဘက်50ကီလိုမီတာအကွာကစခန်းတွေကိုရည်ညွှန်းပြီးပြောကြားခဲ့ပါတယ်။အစ္စရေးနိုင်ငံရဲ့နိုင်ငံသားတွေအပေါ်ချိန်ချောက်မှုတစ်ခုခုကိုဖယ်ရှားဖို့အတွက်အစ္စရေးစစ်တပ် IDF ကဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့သူကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။မလ24ရက်နေ့ကဂျေရုဆလင်ကိုတိုက်ရောက်ခဲ့တဲ့ EU နိုင်ငံသားရေးမူဝါဒအကြီးအကဲကာဂျာကယ်လာကစီးရီးယားနဲ့လေဘနွန်ကို အစ္စရေးရဲ့တိုက်ခိုက်မှုအခြေအနေတွေပုံမဆိုးရွားလာနိုင်စေတယ်လို့သတိပေးခဲ့ပါသေးတယ်။စီးရီးလှုပ်ရှားမှုတွေဟာအချိုးကျဖြစ်ရမယ်။စီးရီးယားနဲ့လေဘနွန်ကိုအစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာနောက်ထပ်အရှိန်မြင့်လာနိုင်တယ်လို့အစ္စရေးနိုင်ငံသားရေးဝန်ကြီးဂီတောင်အာဆာနဲ့အတူပြုလုပ်တဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုမှာကေလာကပြောကြားခဲ့တာပါ။ကျွန်တော်တို့ကစီးရီးယားဟာအခုအချိန်မှာ အစ္စရေးကိုတိုက်ခိုက်နေတာမဟုတ်လို့ ဒီလိုတိုက်ခိုက်မှုတွေမလိုအပ်ဘူးလို့ခန်းစားရတယ်။ဒါပေမဲ့တကယ်ကအခုအခြေအနေဟာအစ္စရေးကိုစန့်ကျင်တဲ့ပုံမှုပြင်းထန်တဲ့အစွန်းရောက်ဝါဒကိုအောင်းမွေးနေတာမျိုးလည်းဖြစ်တယ်လို့ကေလာကသတင်းထောက်တွေကိုထပ်ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလကစီးရီးယားမှာအစ္စလာမစ်ခေါင်းဆောင်တွေဥဆောင်တဲ့တပုံတွေကဘာရှာအေအာဆက်ကိုဖျောက်ချခဲ့ပြီးတဲ့နောက်စီးရီးယားမှာရှိတဲ့စစ်ရေးနေရာတွေကိုအစ္စရေးကယာနဲ့ချီတဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အစ္စရေးဘက်ကစီးရီးယားကို ဂျီဟာဝါရီတွေလို့ယူဆရတဲ့အာနာပိုင်တင်များလက်ထဲကိုလက်နက်တွေရောက်မလာစေဖို့တားဆီးဖို့လိုတယ်လို့ဆိုပါတယ်။အလားတူအပြစ်ခတ်ရဲဆဲမှုရှိနေပေမဲ့လည်းအစ္စရေးဟာလက်ဗနွန်ဘက်ကိုလည်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေပြီးနှစ်ဖက်စလုံးကအပြစ်အခတ်ရဲဆဲမှုကိုချိုးဖောက်တယ်လို့အပြန်အလှန်ဆွဆဲနေကြပါတယ်။အစ္စရေးကနိုဝင်ဘာလ28ရက်နေ့မှာအပြစ်အခတ်ရဲဆဲပြီးတဲ့နောက်သူတို့ရဲ့နေမြေအတွင်းကိုပထမဆုံးအကြိမ်အဖြစ်ကြာရောက်ခဲ့တဲ့ဒုံးကျည်ပြစ်ခတ်မှုကိုတုံ့ပြန်ဖို့ မလ22ရက်နေ့ကလက်ဗနွန်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်လူရှိဦးသေဆုံးခဲ့ရပါတယ်။အဲ့ဒီဒုံးကျည်ပစ်ခတ်မှုအတွက်ဘဲအဖွဲ့အစည်းကမှတာဝန်ယူပြောကြားခြင်းမရှိသေးပါဘူး။အစ္စရေးစစ်တပ်ကဂိုလန်ကုန်းမြစ်ပေါ်မှာ ကုလသမဂ္ဂကကင်းလဲတဲ့ဗဖာစုံမှလည်းတက်ဆွဲထားပြီးဝင်ကြီးချုပ်ဗဂျမင်နေတန်ယာဟုကစီးရီးယားတောင်ပိုင်းကိုစစ်မဲ့ဆုံပြုလုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။စီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကအစ္စရေးကို နိုင်ငံရဲ့တည်ငြိမ်မှုကိုစန့်ကျင်တဲ့စစ်ရေးတစ်ခုပြုလုပ်နေတယ်လို့ဆွဆဲခဲ့ပါတယ်။ CIA ရဲ့ခေါင်းဆောင်တင်များအပေါ်အစ္စရေးရဲ့သဘောထားနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရမှာ Kelas ကအမှန်တကယ်ကျွန်တော်တို့ရဲ့စိုးရိမ်ပူပါမှုတွေကအတူတူပဲဖြစ်ပါတယ်။သူတို့ကမှန်တာပဲပြောတယ်ဆိုရင်သူတို့မှန်တာပဲလုပ်နေလား။ဒါပေမဲ့ကျွန်တော်တို့ကဥရောပတမကနဲ့အဖွဲ့ဝင်နိုင်ငံတွေကြားမှာဒီကိစ္စကိုဆွေးနွေးပြီး ကျွန်တော်တို့အမြင်ကစီးရီးယားမှာတည်ငြိမ်မှုရှိဖို့လိုတယ်လို့သူကပြောကြားခဲ့တာပဲဖြစ်ပါတယ်ရှင်။မြို့တော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုလာဦးကလည်းအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းမြို့တော်ရဲ့အဖွဲ့သားများကဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။